ဒီတယောက်ကလေ EP နဲ့ပတ်သက်ပြီးတော့မေးထားတာပေါ့နော်မေးထားတဲ့ခါကျတော့ EP ကဝယ်လို့မရဘူးလို့နော် EP က web permit လိုမျိုးဝယ်လို့ရတဲ့ဟို permit မဟုတ်ဘူးနော်အဲ့တော့ EP အကြောင်းလေးကိုမသိရတဲ့သူများအတွက်ကျွန်မဘူးဘူးသားအနေနဲ့ဟိုအခြေခံလေးရှင်းပြပေးမယ် ဲ့တော့ EP ဆိုတာကတော့ Malaysia Employment Pass ပေါ့နော်အတူကောက်ကတော့ EP ပေါ့ Employment Pass လို့ခေါ်တယ်အဲ့တော့ Employment Pass ကဘလိုလူမျိုးတွေအတွက်ပေးတယ်လဲဆိုလို့ရှိရင် professional skill တွေအဲ့တော့ engineer ဖြစ်မယ်ဆရာဝန်တွေဖြစ်မယ်အာပြီးလို့ရှိရင် IT နည်းပညာရှင်တွေဖြစ်မယ်ပေါ့နော်အဲ့လိုမျိုး professional skill တွေအတွက်ကိုသူက EP pass ဆိုပြီးပေးပါတယ်နောက်တစ်ခုကကြတော့ chef chef ဆိုရင်လည်း5 star chef ပေါ့နော်အဲ့လိုမျိုးပေါ့တကယ်ဟို မလေးရှားနိုင်ငံမှာမရှိတဲ့အသိပညာအသက်ပညာတွေကိုတည်ယူလာတဲ့ဒီလို scale ရှိရသူတွေကိုပေါ့เนาะအဲ့အရာမျိုးတွေကိုပေးတယ်ပြီးတော့မလေးရှားနိုင်ငံမှာအာ low end နေတဲ့နေရာတွေမှာပေါ့เนาะဒီသူတို့ရဲ့ဤပညာတွေနဲ့ပေါ့เนาะ တီထွင်ကြံစနိုင်တဲ့ဟာမျိုးပေါ့เนาะအဲအဲ့ဒါမျိုးလူမျိုးတွေကိုဟို professional skill ပေါ့เนาะဒီလိုမျိုး EP pass တွေပေးတယ်တချို့ဆိုလို့ရှိရင်အနောက်နိုင်ငံလူတွေတို့ပေါ့เนาะအဲအဲ့လိုမျိုးတွေပြီးတော့အာရှထဲမှာဆိုလို့ရှိရင်လည်းဒီကျွမ်းကျင်တဲ့ပေါ့เนาะအသက်ပညာရှင်တွေပေါ့အဲ့ဒါမျိုးတွေကိုပေးတယ်အဲ့ဒါမျိုးကို employee pass လို့ခေါ်ပါတယ်အဲ့တော့ ဒီ EP တွေကဝယ်လို့လည်းမရပါဘူးเนาะအာရှောက်လို့ရှင်လည်း agent နဲ့သွားရှောက်ရတာမဟုတ်ဘူးအဲ့တော့ဒီအလုပ်ရှင် company ကနေပြီးတော့ဒီဟိုခေါ်တယ်ဒီ employee ကိုခေါ်တယ်ခေါ်ပြီးလို့ရှင်သူတို့ဓာတ်ရီက interview တွေပိုင်းမေးပြီးတော့သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေပါမူတည်လို့မှခေါ်ပြီးလို့ရှင်အလုပ်ခန့်လို့ရှင် company ကပဲဒီ employee နဲ့ pass ကိုရှောက်ပေးတာပါဒီ lab ဝန်ထမ်းကနေပြီးတော့ရှောက်เสียမလို့ပါဘူးเนาะ တို့အရေးချင်းတွေကို EP ပေးလဲဆိုလို့ရှိရင်ဘွဲတွေဒီဂရီတွေရထားတဲ့သူတွေဆိုလို့ရှိရင်လုပ်ငန်းအတွေ့အကြုံအနည်းဆုံး3နှစ်ရှိရသူလျှောက်လို့ရတယ်ရိုးရိုးဒီပလိုမာဘွဲ့ရထားလို့ရှိရင်လုပ်ငန်းအတွေ့အကြုံအနည်းဆုံး9နှစ်ရှိရတယ်။ဟိုနီးပညာပေါ့နော်ဆိုင်ယာစာတီဖီကိတ်တွေရထားတဲ့သူတွေအဲ့ဒါကြီးဆိုလို့ရှိရင်လုပ်ငန်းအတွေ့အကြုံအနည်းဆုံး9နှစ်ရှိရမယ်။အဲ့လိုလူမျိုးတွေပဲဒီ ဒီ company ကမလေးရှားမှာရှိတဲ့ company ကအလုပ်ခေါ်စာပေးရဲအလုပ်လျှောက်ကိုရတယ်ပေါ့နော်ပို့ရထားတဲ့လုပ်ငန်းနဲ့အတွေ့အကြုံနဲ့ပညာရေးချင်းပေါ်မှာမူတည်ပြီးတော့အဲ့မှာလဲသူကအမျိုးသုံးမျိုးခွဲသွားပြန်ရော category 1 2 3ဆိုမျိုးခွဲသွားတယ်အဲ့တော့ပထမအဆင့်အနေနဲ့ဆိုလို့ရှိရင်ဆရာဝန်တွေ engineer တွေ IT တွေပေါ့နော်ဒီမလေးရှားမှာမရှိမဖြစ်လိုအပ်တဲ့ပညာရှင်တွေပေါ့အဲ့ဒါတွေဆိုလို့ရှိရင်လားစာ1000အနည်းဆုံး1000ကစတယ် ကြတော့ category 2 and 3ပေါ့เนาะအဲ့ဂျားဆိုလို့ရှိရင်9000နဲ့9000ဂျားမှာသွားတယ်အဲ့ရထားတယ်ဒီပညာရေးချင်း professional skill တွေပေါ့เนาะပုံမှန်မူတည်ပြီးတော့ခန်းစား꿰နေရလဲ၃မျိုးอ่ะ꿰သွားတယ်အဲ့တော့ဘလို့ခန်းစားဝင်နေလဲဆိုလို့ရှိရင်ဒီ category 1ပေါ့နော်အဆင့်1ထဲမှာပါမယ်ဆိုလို့ရှိရင်မိသားစုကိုခေါ်လို့ရတယ်မိဘကိုခေါ်လို့ရတယ်ပြီးလို့ရှိရင်ဇနီးရှိရင်ဇနီးခေါ်မယ်မိသားစုတွေခေါ်ကလေးတွေရှိရင်ခေါ်မယ်ဒီမှာចောင်းထားမယ်ပြီးတော့တက်နိုင်လို့ရှိရင် international ចောင်းအောင်ထားမယ် အာကိုက international အကြောင်းမထားဘူးဆိုလို့ရှိရင်မလေးရှားနိုင်ငံမှာရှိတဲ့ပညာရေးဝန်ကြီးကိုအထောက်အထားအချက်အလက်ကြီးအကုန်အစုံတင်ပြီးလို့ဆိုလို့ရှိရင်ကြာလာလို့ရှိရင်ဒီမလေးရှားအစိုးရအကြောင်းကိုထားလို့ရတယ်အဲ့ဒါမျိုးကြီးလည်းရှိတယ်နောက်တစ်ခုကကြတော့အရန်ကို level ကြီးမြင့်သွားတဲ့သူတွေဆိုလို့ရှိရင်ကျမတို့ဒီတော်များများတော့အဖြူတွေများတာပေါ့နော်ပြီးတော့အင်ပါ Indian တွေများတယ် IT နည်းပညာရှင်တွေသူတို့ဆိုလို့ရှိရင်ဟို package ကြီးတစ်ခုလုံးကိုပေးထားတာပေါ့နော်နေထိုင်ဖို့အတွက်လည်းဟို allowance တွေပေးတယ်ပြီးတော့ကလေးတွေအကြောင်းပညာရေးအစား company က ထောက်ပံ့နေပေါ့ဒါတွေကတော့အရန်ကို high level တွေပေါ့နော်အဲ့လိုမျိုးတွေပေးတယ်အဲ့လိုမျိုး professional skill တွေက EP pass ကိုရကြပါတယ် ကိုက category 3ပေါ့နော်ရိုးရိုးတာမန် supervisor တို့ဘာတို့ညာတို့အဲ့လိုအဆင့်နေပေါ့နော်ဒီအဆင့်နေဆိုအဲ့လိုအဆင့်နေဆိုလို့ရှိရင်နော်မိသားစုခေါ်ဝင်နေမရှိဘူးကျွန်မခုနပြောသလိုပဲကိုရထားတဲ့ယာဒူးနဲ့ကိုရထားတဲ့ပညာရည်ချင်းပေါ်မှာမူတည်ပြီးတော့အဆင့်ရလဲအဲ့လို꿰ရွားပါတယ်နော်အဲ့ဒါမျိုးကိုဟိုရတဲ့သူတွေကို EP pass လို့ခေါ်ပါတယ် employment pass ပေါ့နော်အဲ့တော့ EP pass ရတဲ့သူတွေကသူက contract နဲ့သွားတာပေါ့နော် contract နဲ့ဆိုတာစာချုပ်ကနှစ်နှစ်အနည်းဆုံးချုပ်ရတယ် ဲ့တော့အလုံးရှင်နဲ့ဒီဝန်ထမ်းကြမှာထုတ်တဲ့ contract ကနှစ်နှစ်ဆိုလို့ရှိရင် EP permit ကလည်းနှစ်နှစ်ရတာပေါ့လေနော်အဲ့တော့အခုနောက်ပိုင်းဆိုရင်တော့မလေးမလေးရှားမှာနိုင်ငံခြားသားဆရာဝန်တွေအလုံးမခန့်တော့ဘူးအာတော်တော်လေးကိုရှားကုန်ပြီ။ဘာလို့လဲဆိုတဲ့အခါကျသူ့နိုင်ငံထဲမှာတော့မှဆရာဝန်ပညာတတ်တွေကိုသူ့မှာအလုပ်ပေးဖို့ဟာတွေကမမျှဖြစ်နေရတယ်နော်။အများကြီးပဲ။အဲ့ဒါဆိုတဲ့အခါကျတော့သူ့နိုင်ငံထဲမှာ ပြောလို့ရှိရင်နိုင်ငံသားကိုပဲဦးစားပေးတာပေါ့လေနော်။နိုင်ငံသားတွေမလုံနိုင်တဲ့အလုံမျိုးကိုပဲသူကနိုင်ငံသားသားတွေခေါ်ခန့်တာပါ။အခုနောက်ပိုင်းဆိုလို့ရှိရင်အာနိုင်ငံသားဒီဆရာဝန်တွေတောင်မှအာလုံခေါ်ခန့်တာတွေတော်တော်လေးကိုမရှိသလောက်ကိုရှားပါပြီ။ခေါ်ခေါ်ခန့်ပြီဆိုလို့ရှိရင်လည်းဒီအာရှနိုင်ငံတွေရဆိုလို့ရှိရင်ပြန်ပြီးတော့ဒီမှာဆောင်မွေးတွေပြန်ဖြေရသေးရအစင်းစင်တွေလွယ်တော့မလွယ်ဘူးပေါ့เนาะအဲ့လိုမျိုးရရှိတယ် ကျမနဲ့တီးတဲ့ဒီမိတ်ဆွေဆိုလို့ရှိရင်မြန်မာပဲလေဒီမှာအလုံးလုံးညာဆရာဝန်ရှိတယ်အင်ဂျင်နီယာရှိတယ်ဒါဟုတ်အရင်တော့သူတို့လုပ်ခဲ့ကြတာဒီပေါ့နော်အဲ့တို့ဆိုလို့ရှိရင် package ကအရန်ကောင်းတယ်အဲလာစာလည်းကောင်းသလိုအာသူတို့နေဖို့ထိုင်ဖို့ပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံးလည်းစီစဉ်ပေးတယ်အာတာဝန်ယူပေးတယ်ပေါ့လीနော်အဲ့လိုမျိုးတွေလည်းရှိတယ်မျိုးအသိပညာတက်ပညာရှင်တွေဆိုလို့ရှိရင်နော်ဒီမလေးရှားမှာရှိတဲ့ company ကသူတို့လိုအပ်တဲ့နေရာတွေမှာဖြည့်ပြီးတော့အလုပ်ခေါ်ခံပါတယ် သူတို့ကိုယ်တိုင်ပဲဟိုဒီ employment pass ကိုသူတို့ရှောက်ပြီးတာပေါ့နော်အဲ့တော့ EP နဲ့ပတ်သက်လို့ကျွန်မကဒါအကြမ်းမြင်လေးပြောပြတာပါအားလုံးအဆင်ပြေကြပါစေ